ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ကဘာမှာပထမအဆုံးချိန်အဖြစ်ပန်ရှင်အသက်ရန်တဲ့အိမ်ကိုအလိုအလျောက်ပေါင်းနှင်သွားတဲ့တက်စလာကားအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်တက်စလာကားတစ်စီးဟာဆိုရင်တော့ကဘာပေါ်မှာပထမအဆုံးချိန်အဖြစ်ပန်ရှင်အသက်ရန်တဲ့အိမ်ကိုအလိုအလျောက်ပေါင်းနှင်သွားခဲ့ပါတယ်ကိုရိုင်းမောင်း Model Y ကားဟာဆိုရင်တော့တက်ဆက်ပြည်နယ် Austin မြို့မှာရှိတဲ့ကုမ္ပဏီရဲ့ Giga Factory စက်ရုံကနေပြီးတော့မိနစ်30လောက်ဝေးတဲ့ဝယ်သူရဲ့အိမ်ကိုခရီးနှင်ခဲ့တာလည်းဖြစ်ပါတယ် အဲ့ဒီ KSL မှာတော့အဝေးပြေးလမ်းမကြီးတွေလမ်းဆောင်လမ်းကွာတွေရင်ကျောမီပွိုင်တွေနဲ့မြို့တွင်းလမ်းတွေကိုလုံးဝကိုသူ့ဘာသာသူမောင်းနှင်သွားခဲ့တာဖြစ်ပါတယ်ဒီသမိုင်းဝင်ဖြစ်ရကို online မှာကြည်ကြည်ပြန့်ပြန့်မျှဝေခဲ့ကြပါတယ်တက်စလာကအစာပိုင်းမှာတော့3မိနစ်စာဗီဒီယိုအတိုလေးတွေကိုထုတ်ပြန်ခဲ့ပြီးစနေနေ့မှာတော့မိနစ်30အပြည့်ဗီဒီယိုကိုထုတ်ပြန်ခဲ့ပါတယ်ဒီဗီဒီယိုမှတ်တမ်းမှာတော့ Model Y ကားဟာဆိုရင်ရင်မောင်းသူမပါဘဲနဲ့ Giga Factory ကားကိုတောင်ကနေထွက်ခွာလာတာကိုပြသထားပါတယ် ားနောက်ခံကနေရိုက်ကူးထားတဲ့ဗီဒီယိုမှာတော့ကားကလမ်းကြောင်းအမှန်ပေါ်မှာကျွမ်းကျင်စွာမောင်းနေတာလမ်းကြောင်းပြောင်းလဲတာရက်တန့်ဆိုင်ပုတ်တွေကိုလိုက်နာတာမီနီမှာရက်တန့်တာအဆရှိတဲ့ရင်ကြောအခြေအနေတွေကိုလူရဲ့ထိမ့်ချုပ်မှုမပါဘဲကင်ထွေဖြစ်ရှင်းသွားတာကိုမှတ်တမ်းတင်ထားပါတယ်။ခရီးအဆုံးမှာတော့ Model Y ကားဟာပိုင်ရှင်ရဲ့အိမ်အောက်မှာသူ့ဘာသာသူရက်တန့်သွားခဲ့ပါတယ်။ Tesla ရဲ့ AI နဲ့ Autopilot ဌာနအကြီးအကဲအရှုပ် Alex Swami ကတော့ ခရီးစဉ်အတွင်းမှာကားဟာတနားရီကို115ကီလိုမီတာအထိမောင်းနှင်ခဲ့တယ်ဆိုပြီးတော့အတည်ပြုပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။